မင်္ဂလာပါရှင်ဒီနေ့ကျမတို့ channel ကတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ကဘာပေါ်မှာအံ့အားသင့်စရာကောင်းတဲ့စွမ်းရည်တွေ ပိုင်ဆိုင်ထားတဲ့တရိษံတွေအကြောင်းပါတဘာဝတရားဟာတခါတရံသိပ္ပံစိတ်ကူးရင်ရုပ်ရှင်တွေတဲကဇက်ကောင်တွေထက်တောင်းပိုပြီးထူးဆန်းတဲ့ဖန်တီးမှုတွေကိုဖန်တီးတတ်ပါတယ်ဒီဗီဒီယိုမှာကဘာပေါ်မှာအထူးဆန်းဆုံးစွမ်းရည်တွေပိုင်ဆိုင်ထားတဲ့တရိษံ၅မျိုးကိုအသေးစိတ်ပြောပြပြီး ဒီစွမ်းရည်တွေကသူတို့ကိုဘယ်လိုထူးခြားစေလဲဆိုတာကိုအတူတူကြည့်ကြရအောင်။ဒါကြောင့်ဗီဒီယိုကိုအဆုံးထိကြည့်ဖို့မမေ့ပါနဲ့နော်။ဒါဆိုစောင့်လိုက်ကြရအောင်။နံပါတ်1လျှက်စင်နာရှင် Electric E တဘာဝရဲ့လျှက်စစ်ထုတ်လုပ်သူပထမဆုံးတရိတ်ဆန်ကတော့လျှက်စင်နာရှင်ပါ။သူ့ရဲ့သိပ္ပံအမည်ကတော့ Electrophorus Electricus ဖြစ်ပြီးတောင်အမေရိကတိုက်ကအမေဇုန်နဲ့အိုရီနိုကိုမြစ်တွေရဲ့ရေအောက်မှာနေထိုင်ပါတယ်။ ဒီငရှိရဲ့အထူးခြားဆုံးစွမ်းရည်ကတော့လျှက်စစ်တပ်ကိုထုတ်လုပ်နိုင်တာပါ။သူတို့ရဲ့ခန္ဓာကိုယ်ရဲ့80ရာခိုင်နှုန်းလောက်မှာလျှက်စစ်ဆဲများ electrocyte လို့ခေါ်တဲ့အထူးဆဲတွေရှိပါတယ်။ဒီဆဲတွေဟာအာယုံကြောစနစ်ကနေအချက်ပြမှုရတဲ့အခါလျှက်စစ်တပ်ကိုထုတ်လွှတ်ပြီးဘူအား600ကနေ860အထိတောင်ထုတ်လုပ်နိုင်ပါတယ်။ဒီလျက်စစ်တပ်ဟာငားငယ်တွေနဲ့အင်းဆက်ပိုးမွားတွေလိုတားကောင်တွေကိုဖမ်းယူစားတောက်ဖို့အသုံးပြုသလို အသားစားငါးတွေလိုရန်သူတွေကိုလည်းမောင်းထုတ်နိုင်ပါတယ်။စိတ်ဝင်စားစရာကနှယစိတ်နှရှင်တွေဟာဒီစွမ်းရည်ကိုသူတို့ရဲ့ပဝန်းကျင်ကိုရှာဖွေဖို့အတွက်နှယစိတ်အာယုံခံစနစ်အနေနဲ့လည်းအသုံးပြုပါတယ်။ဒါကသူတို့ကိုရေအောက်အမှောင်ထဲမှာတောင်သားကောင်ကိုအတိအကျရှာဖွေနိုင်စေပါတယ်။2009ခုနှစ်မှာသိပ္ပံပညာရှင်တွေကနှယစိတ်နှရှင်မျိုးစိတ်အသစ်နှမျိုးကိုထပ်မံရှာဖွေတွေ့ရှိခဲ့ပြီးနှမျိုးကတော့ဘူအား860အထိ ထုတ်လုပ်နိုင်တယ်လို့ဆိုပါရယ် ဒီလိုတဘာဝကပေးတဲ့စွမ်းရည်ဟာတကယ်ကိုအံ့ဖွယ်ပါပဲ။နံပါတ်1ပင့်ကူအောင်အိုကာဖေးစားလိုက်တာ။အိုးမွားရီရဲ့အမှုပညာရှင်ဒုတိယတရိတ်ဆန်ကတော့ပင့်ကူအောင်ပါ။ဘလူးမျက်နှာပင့်ကူလို့လည်းခေါ်ပါတယ်။ဒီပင့်ကူလေးတွေဟာအာဖရိကအာရှနဲ့ဩစတြေးလျတို့မှာတွေ့ရပြီးသူတို့ရဲ့ထူးခြားတဲ့အမဲလိုက်နည်းကြောင့်နာမည်ကြီးပါတယ်။ပင့်ကူအောင်ရဲ့အထူးခြားဆုံးစွမ်းရည်ကတော့ သူတို့ရဲ့ပိုးချီမြင်ကိုပိုက်ကွန်အဖြစ်အသုံးပြုပြီးတားကောင်ကိုဖမ်းယူတာပါသူတို့ဟာညဘက်မှာပိုးချီမြင်ကိုစတုရန်ပုံစံပိုက်ကွန်လေးတစ်ခုအဖြစ်ရက်လုပ်ပြီးအဲ့ဒီပိုက်ကွန်ကိုသူတို့ရဲ့ခြေထောက်နဲ့ကင်ထားပါတယ်အင်းဆက်တကောင်အနားကိုရောက်လာတဲ့အခါပင့်ကူအောင်ဟာပိုက်ကွန်ကိုလှင်မြန်စွာပြစ်လွတ်လိုက်ပြီးတားကောင်ကိုဖုံးအုပ်ဖမ်းယူပါတယ်ဒီပိုးချီမြင်ဟာအစိတ်ပါဝင်တာမို့တားကောင်ကိုမလုံနိုင်အောင်ထိန်းထားနိုင်ပါတယ် ဒါပေမဲ့သူတို့ရဲ့အံ့ဩစရာစွန့်ရည်ကအမြင်အာရုံပါ။ညဘက်အမြင်အာရုံအလွန်ကောင်းမွန်ပြီးကမ္ဘာအကြီးဆုံးပင့်ကူမျက်လုံးကိုပိုင်ဆိုင်ထားပါဗါ။ညဘက်မြင်နိုင်တဲ့မျက်လုံးနှလုံးကအလွန်ထက်မြက်ပြီးအလင်းရောင်နေတဲ့အခြေအနေမှာတောင်သားကောင်ကိုအတိအကျဖမ်းနိုင်ပါဗါ။ဒါကြောင့်သူ့ရဲ့အာရုံကြောစနစ်နဲ့အမြင်အာရုံစွန့်ရည်များကိုလေ့လာခြင်းကနည်းညမြင်အာရုံခန့်နည်းပညာများကိုတိုးတက်ဖို့ပူညီပေးပါဗါ။ဒါအပြင် ိပ္ပံပညာရှင်တွေရဲ့လေးလာမှုအရပိုးကြီးမြင့်ကလည်းတန်မဏိထက်၅ဆလောက်ခိုင်ခံ့ပြီးကြီးကားအင်ဂျီတွေထုတ်လုပ်ဖို့အတွက်တောင်းလေးလာနေကြပါတယ်။ဒီလိုသေးငယ်တဲ့တတဝါလေးကဒီလောက်ထူးခြားတဲ့စွမ်းရည်ကိုပိုင်ဆိုင်တာကတော့တကယ်ကိုအံ့ဩစရာပါ။နံပါတ်3အသွင်ပြောင်းရည်ပိုးဝဲမီမစ်အော်တိုဘတ်တဘာဝရဲ့ပုံတူကူးဆက်တတိယတရိษံကတော့အသွင်ပြောင်းနိုင်သောရည်ပိုးဝဲဖြစ်ပြီးသိပ္ပံအမိကတော့တော်မောက်တိုးပတ်မီမီကတ်ဖြစ်ပါတယ်။ အတွင်ပြောင်းရေဘဝဲဟာအင်ဒိုနီးရှားနဲ့ဖိလစ်ပိုင်နိုင်ငံတို့ရဲ့သမုဒ္ဒရာထဲမှာနေထိုင်ပြီးသူ့ရဲ့စွမ်းရည်ကတော့တဘာဝရဲ့အကောင်းဆုံးပုံဖြတ်နည်းပညာလို့ဆိုလို့ရပါတယ်။အတွင်ပြောင်းရေဘဝဲဟာသူ့ရဲ့အရေးပြားမှာခရိုမာတိုဖိုး၊အီရီဒီဆိုဖိုးနဲ့မျိုးဆိုဖိုးလို့ခေါ်တဲ့အထူးဆဲတွေပိုင်ဆိုင်ထားပါတယ်။ဒီဆဲတွေကသူ့ကိုစက္ကန့်ပိုင်းအတွင်းအယောင်နဲ့ပုံစံပြောင်းလဲနိုင်စေပြီးပတ်ဝန်းကျင်နဲ့အပြည့်အဝရောနှောသွားနိုင်ပါတယ်။ ဒါပေမဲ့အသွင်ပြောင်းရေပွဲရဲ့တကယ်အံ့ဩစရာကတော့သူ့ရဲ့ပုံတူကူးနိုင်တဲ့စွမ်းရည်ပါအသွင်ပြောင်းရေပွဲဟာတနာကြောက်တန်းတဲပြင်ဒါမှမဟုတ်ပင်လယ်ရေမြုပ်တွေနဲ့ရောနှောနိုင်ုံမကအခြားတရိစံတွေရဲ့ပုံစံကိုပါ အတုခိုးနိုင်ပါတယ်ဥပမာအစိတ်ရှိတဲ့ပင်လယ်မျိုးချင်းသိငါဒါမှမဟုတ်ပင်လယ်တန်းပိုးရဲ့ပုံစံကို အတိအကျပြောင်းလဲပြီးရန်သူတွေကိုထိတ်လန့်စေနိုင်ပါတယ်သိပ္ပံပညာရှင်တွေကတော့ 25မျိုးလောက်အထိပုံတူကူးနိုင်တယ်လို့ခန့်မှန်းထားပြီးဒီစွမ်းရည်ကိုတားကောင်ဖမ်းဖို့ရန်သူရှောင်ဖို့ဒါမှမဟုတ်မျိုးပွားဖို့အတွက်တောင်းအသုံးပြုပါတယ်1998ခုနှစ်မှာဒီမျိုးစိတ်ကိုစတင်ရှာဖွေတွေ့ရှိခဲ့ပြီးသူ့ရဲ့ဉာဏ်ရည်ထက်မြက်မှုနဲ့ပုံဖြတ်နိုင်တဲ့စွမ်းရည်ဟာသိပ္ပံပညာရှင်တွေကိုအံ့ဩစေခဲ့ပါတယ်ခုအခါဇီဝဗေဒပညာရှင်များကသူ့ရဲ့အာယုံကြောစနစ်ကိုလေ့လာပြီးရိုဘော့နည်းပညာဖွံ့ဖြိုးရေးအတွက်အသုံးချလျက်ရှိပါတယ် ဒီလိုပုံစံပြောင်းလဲနိုင်တဲ့အသွင်ပြောင်းရည်ပွဲဟာတဘာဝရဲ့ပုံတူကူးဆက်တလုံးကိုခေါ်လို့ရမယ်ထင်ပါတယ်နော်။နံပါတ်၄ပလန်နေရီယာချက်ပြားကောင်ပလန်နေရီယာဖလက်ဝမ်းပြန်လဲပောက်ဖွားနိုင်တဲ့တတဝါစတုထတရိစံကတော့ပလန်နေရီယာချက်ပြားကောင်လို့ခေါ်ပါတယ်။ဒီတိတ်ငယ်တဲ့တတဝါလေးတွေဟာရေချိုမှနေထိုင်ပြီးအလျား၁စင်တီမီတာထက်တောင်မကြီးမပါဘူး။သူတို့ရဲ့အံဩစရာကောင်းတဲ့စွမ်းရည်ကတော့ ြန်လည်ပေါက်ဖွားနိုင်တဲ့စွမ်းရည်ပါပလန်နေရီယာချက်ပြားကောင်ဟာသူ့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေဥပမာဦးကောင်အမည်ဒါမှမဟုတ်ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုကိုဆုံးရှုံးသွားရင်အဲ့ဒီအစိတ်အပိုင်းတွေကိုရက်ပိုင်းအတွင်းပြန်လည်ပေါက်ဖွားနိုင်ပါတယ်ဒါပေမဲ့ဒီစွမ်းရည်ရဲ့အထူးဆန်းဆုံးအချက်ကတော့ပလန်နေရီယာချက်ပြားကောင်ကို အပိုင်းပိုင်းဖျက်လိုက်ရင်အဲ့ဒီအပိုင်းတစ်ခုစီဟာအစ်စ်တကောင်အဖြစ်ပြန်ပေါက်လာနိုင်တာပါသိပ္ပံပညာရှင်တွေက လန်နီရီယာချက်ပြားကောင်တကောင်ကိုအပိုင်းမရာကျော်ဖျက်လိုက်ရင်တော့အဲ့ဒီအပိုင်းတွေဟာအကောင်အသစ်တွေဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။ဒီစွမ်းရည်ရဲ့လှုပ်ဝက်ချက်ကတော့သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ပင်မဆဲလ်နီအိုဘလတ်တွေပါ။ဒီဆဲတွေဟာခန္ဓာကိုယ်ရဲ့မြည်သည့်အစိတ်ပိုင်းကိုမဆိုးပြန်လည်ဖြစ်ပေါ်စေနိုင်ပါတယ်။ဒါအပြင်သူ့ရဲ့အုံနောက်ကိုဆုံးရှုံးသွားရင်တော့မျက်ဉံတွေကိုပြန်လည်ရရှိစေနိုင်တယ်လို့2023ခုနှစ်မှာလေ့လာတွေ့ရှိခဲ့ပါတယ်။ ဒီလိုပြန်လည်ပေါက်ပွားနိုင်တဲ့စွမ်းရည်ဟာလူသားတွေရဲ့စေပညာအတွက်လေးလာစရာဖြစ်လာပြီးအသေးနှလုံးနဲ့အာယုံကြောများပြန်လည်ဖွဲ့စည်းရည်နည်းကိုရှာဖွေဖို့နဲ့ခင်းစားဆဲများထိ ंछ ုံနည်းကိုလေးလာနေပါတယ်ဒီချက်ပြားကောင်ဟာတဘာဝရဲ့မတည်နိုင်တဲ့တတဝါတစ်မျိုးလိုတောင်ပြောလို့ရပါတယ်နံပါတ်5ကာဒီဂရိတ်သို့မဟုတ်ရေဝတ်ဝန်နောက်ဆုံးတရိษံကတော့ကာဒီဂရိတ်သို့မဟုတ်ရေဝတ်ဝန်လို့ခေါ်ပြီး ိပ္ပံအမည်ကတော့ Hippie Bias ဒူဂျာဒီနီလို့ခေါ်ပါတယ်။ဒီသေးငယ်တဲ့တတဝါလေးတွေဟာအလျားတုံညတသမ5မီလီမီတာထက်တောင်မကြီးမားပေမယ့်သူတို့ရဲ့စွမ်းရည်ကတော့ကဘာပေါ်မှာအသက်ရှင်ကျန်ရင်နိုင်စွာအကောင်းဆုံးဖြစ်တယ်လို့ဆိုရမှာပါ။ဒါဒီ grade တွေဟာရေထဲမှာမြေပြင်ပေါ်မှာတောင်တန်းတွေပေါ်မှာဒါမှမဟုတ်အနာတိကတိုက်ကရေခဲတွေထဲမှာတောင် တွေ့ရှိရပါတယ်။သူတို့ဟာအာကာသတွေကအနှုတ်192 degree centigrade ရဲ့ အေးခဲမှုမှာရော150ဒီဂရီစင်တီဂရိတ်ရဲ့ပူပြင်းမှုမှာပါအသက်ရှင်နိုင်ပါတယ်2009ခုနှစ်မှာဥရောပအာကာသအေဂျင်စီကတာဒီဂရိတ်တွေကိုအာကာသရဲပို့ဆောင်စမ်းသပ်ခဲ့ပြီး10ရက်ကြာအာကာသရဲ့တက်ရောင်ကြီးနဲ့ဖုံမှုန့်တွေထဲမှာရှင်သန်နိုင်ခဲ့တယ်လို့တွေ့ရှိခဲ့ပါတယ်။ဒါအပြင်သူတို့ဟာလူသားတွေအတွက်သေစေနိုင်တဲ့တက်ရောင်ကြီးပမာဏရဲ့1000ဆလောက်ကိုတောင်ခံနိုင်ရရှိပါတယ်။ဒီစွမ်းရည်ရဲ့လှုပ်ဝက်ချက်ကတော့ တန်ဖို့မလို့ခေါ်တဲ့အခြေအနေကြောင့်ပါဒီအခြေအနေမှာတာဒီဂရိတ်ဟာသူ့ရဲ့ခန္ဓာကိုယ်ရဲကရေဓာတ်ကိုတရားခိုင်နှုန်းအောက်ထိရှင်းချပြီးဇီဝဖြစ်စဉ်တွေကိုရပ်တန့်ထားနိုင်ပါတယ်ဒီလိုအခြေအနေနဲ့သူတို့ဟာနှစ်ပေါင်း30ကျော်တောင်ရှင်သန်နိုင်ပြီးရေဓာတ်ပြန်ရတဲ့အခါပုံမှန်တိုင်းပြန်လည်နိုးထလာနိုင်ပါတယ်2018ခုနှစ်မှာသိပ္ပံပညာရှင်တွေကတာဒီဂရိတ်ရဲ့ဒီလိုအန်ဒီယေဒန်ခံနိုင်ရည်ဟာဒံယာထိန်းသိမ်းပရိုတင်း ဒီမက်စာပရက်စာပရိုတင်းတွေကြောင့်လို့တွေ့ရှိခဲ့ပါတယ်။သူတို့ဟာအာကာသခရီးစဉ်များအတွင်းလူသားများရဲ့အလွန်ကျန်းတဲ့နဲ့ပတ်ဝန်းကျင်တန်းခံနိုင်ရည်ကိုလေ့လာတဲ့နေရာမှာအထောက်အကူပြုပါတယ်။ဒီလိုခံနိုင်ရည်ရှိတဲ့တတဝါလေးဟာလည်းသဘာဝရဲ့အံ့ဖွယ်ဖြစ်ရတဲ့ခုပါပဲနော်။ဒီလိုကဘာပေါ်ကအထူးဆန်းဆုံးစွမ်းရည်တွေပိုင်ဆိုင်ထားတဲ့တရိစ္ဆာန်တွေအကြောင်းကိုသိရှိရတဲ့အခါသဘာဝတရားရဲ့ဖန်တီးမှုစွမ်းရည်ကိုအလွန်အံ့ဩမိပါတယ်။ လျှက်စစ်တထုတ်လုံးနိုင်တဲ့လျှက်စစ်ငါရှင်အမြင်အာယုံအလွန်ကောင်းတဲ့ပင့်ကူုံပုံစံပြောင်းလဲနိုင်တဲ့အသွင်ပြောင်းရည်ပေါ်ဝဲစတဲ့ဂရိတ်ဆန်တွေရဲ့စွမ်းရည်တွေဟာကျမတို့ကိုအံ့ဩစရာတွေနဲ့လေးလာစရာတွေကိုအမြဲပေးနေပါတယ်ဒီဂရိတ်ဆန်တွေတဲကဘသူရဲ့စွမ်းရည်ကိုအကောင်းဆုံးလို့တင်ထင်မြင်မိပါတလေအောက်ကကွန်မန့်မှာပြောပြပေးပါဦးနော်ဒီဗီဒီယိုကိုသဘောကျတယ်ဆိုရင် like နှိပ်ပြီး subscribe လုပ်ဖို့မမေ့နဲ့နော် နောက်ထပ်စိတ်ဝင်စားစရာသဘာဝလောကအကြောင်းတွေနဲ့ပြန်တွေ့ကြမယ်။ကျေးဇူးတင်ပါတယ်ရှင်